နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့တောင်ကိုရီးယားနိုင်ငံအရှိတောင်ပိုင်းဒေသမှာလောင်ကျွမ်းနေတဲ့တောမီတွေကြောင့်သေဆုံးသူ24ယောက်ထက်မနည်းရှိလာပြီးအယောက်20ကျော်ဒဏ်ရာရရှိခဲ့တယ်လို့တောင်ကိုရီးယားသတင်းတွေမှာဖော်ပြထားကြပါတယ်။လေပြင်းတိုက်ခတ်တာတွေကြောင့်လူနေရပ်ကွက်တွေကိုမိကုဆက်လောင်ကျွမ်းကရှီဟောင်းဖျားကြောင်တစ်ခုပြကြခဲ့ပြီးသေဆုံးသူဥယျာဉ်24ယောက်ထိရှိလာတာလို့ မတ်လ26ရက်နေ့မှာတာဝန်ရှိသူတွေကပြောကြားခဲ့ပါတယ်။တင်ဆောင်သူတွေထဲမှာဝီဆောင်ခရိုင်တောင်ပေါ်ဒေသတစ်ခုမှာပြကြခဲ့တဲ့မိသက်ရဟဲ့ရင်ရဲ့လီမွန်းတယောက်လေးပါဝင်ခဲ့ပါတယ်။မိသက်သမားတွေဟာမနေ့ကမနေ့ပိုင်းမှာနိုင်ငံတဝမ်းကမီးလောင်ပြင်းအသစ်၅ခုထက်မနည်းကိုငြိမ့်သက်နေခဲ့ရတယ်လို့ကိုရီးယားသစ်တော်ဌာနကပြောကြားခဲ့ပါတယ်။မိသက်သမားတွေနဲ့စစ်သားတွေဟာ ပြက်နက်လောင်ကျွမ်းနေတဲ့မီးလောင်ပြင်းတွေကိုအ мян ထိန်ချုပ်နိုင်ဖို့ခက်ခက်ခဲခဲကြိုးစားနေရပြီးလူဦးရေ1900လောက်ကိုအရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ဆိုပါရယ်တောင်ကိုရီးယားနိုင်ငံဆန်ချောင်းဒေသကစတင်လောင်ကျွမ်းခဲ့တဲ့တော်မီဟာစိုးမျိုးတော်အရှိတောင်မဲ့131မိုင်အကော်ကဝီဆောင်းဒေသကိုကူးဆက်လောင်ကျွမ်းခဲ့တာပါရှင်